လူထုတ်ပြပြီးတမင်ချင်းရှုထားကြတဲ့ယူပါလိချန်မြန်လောင်းများပရိသတ်များလုံးပဲမိန်လာများဒေလိုက်ဘောရှိုးစီစဉ်ကနေပြန်လဲကြိုးလိုက်ပါရီ2024 2025ဘောလုံးရာသီကဇတိန်ပိုင်းကိုရောက်တော့မှာဆိုပေမဲ့ United နဲ့ Spurs တို့ကတော့ရှုံးကောင်းနေစေဖြစ်ပါရင်ဒီသင်းဟာယူပါလိဖိုင်နယ်မှာလည်းထိတိုက်တွဲဆုံနေကြပြီးသူတို့ရဲ့လက်ရှိပြည်တွင်းအမှတ်ပေးစရာရည်တည်မှုကိုပြေးပြီးတော့သွားကြည့်မယ်ဆိုရင်ဖျားတော်ဖျားသွားနိုင်ပါရီဒီသင်းကအဆင့်ဆက်ကြောင်းဒီသင်းကအဆင့်ဆက်ခွန်နဲ့တန်းဆင်းဆောင်ကုန်မဲတင်ပြီးဖြစ်ချင်နိုင်ကိုဖြစ်နေတာဖြစ်ပါရင်ယူပါလိ ဖိုင်နယ်တက်ရောက်နိုင်တဲ့အသင်းတော်တော်များများဟာထိဆုံး၁၀သင်းထဲမှာပါဝင်လက်ရှိတယ်ဆိုပေမဲ့ဒီသတင်းကြားကကတော့ထူးထူးခြားခြားနှစ်သင်းစလုံးတန်းစင်းစုံလာတဲ့အသင်းတွေဖြစ်နေကြတာပါဒါမဲ့ရာသီမှာပရီးမီးယားလိဂ်ကနေချန်ပီယံလိဂ်ဝင်ဝင်ကို9နှစ်အထိရရှိထားတာဖြစ်ပါရင်ဒါအပြင်အဆင့်၅ပြိုင်မှာရောက်နေတဲ့ United နဲ့ Spurs တို့ကလည်း Europa League ဖလားလူကြရအောင်ပါမို့အင်္ဂလန် club တွေကိုချန်ပီယံလိဂ်မှာ6သင်းထိမြင်တွေ့သွားတော့မှာဖြစ်ပါရင်ဒါမဲ့လက်ရှိ Spurs နဲ့ United တို့ရဲ့ရည်တည်မှုကချန်ပီယံလိဂ်မှာအင်္ဂလိပ်ကလပ်တွေရဲ့ခုံသိက္ခါကိုအိုးမဲ့တုပ်တူလို့ဖြစ်နေပါရင် ဒီနေ့တင်းဟာဇယားရဲ့တိမှုမာနေမဟုတ်ပဲရလက်ပိုင်းမှာပါတော်လေးစိုးနေပါတယ်ပြီးခဲ့တဲ့ Europa League Semi-final ဒုတိယအကြိမ်မှာတော့ခြေစွမ်းကိုစီပြပြီးနိုင်ဝဲတွေရခဲ့တဲ့ United နဲ့ Spurs တို့ကတော့ဒီလိုပဲ Premier League မှာစိတ်ပြည့်စရာစွမ်းဆောင်တွေကိုပြသသွားခဲ့တာဖြစ်ပါတယ် United ကဒီတော့မှာ Premier League ပွဲအဆင့်အဖြစ် London မြို့မှာဝယ်ဆန်းတဲ့တွားရောက်ကစားခဲ့ရပြီးနှစ်ခုကိုမရှိနဲ့ရှုံးနေလို့လာခဲ့တာဖြစ်ပါတယ် Amorini နေနဲ့ Bilbao နဲ့ပွဲမှာခြေစွမ်းပြခဲ့တဲ့ Mason Mount အပေါ်ဝင် Ugarte Bruno Armand Wildlando တို့ဒီကကစားမတွေကိုထုတ်သွင်းခဲ့ပေမဲ့ လန်ဒန်မင်းကမှာခက်ခဲတဲ့ပွဲစစ်ပွဲကိုကစားသွားခဲ့ရပါတယ်။ပရာဝဲမှာရင်စုတ်ချက်ကနောက်ပေါလီနဲ့ဝက်ဆန်ဒါအဖွင့်ကိုဆွေးဝေးခဲ့ပြီးပွဲကိုဦးဆောင်စေခဲ့ပါတယ်။ဒုတိယပိုင်းမှာ United တို့ပြန်လာဖို့ကြိုးစားခဲ့ပေမယ့်ပွဲချင်း58မိနစ်မှာဘိုဝင်ကဒုတိယဦးဆောင်ကိုထပ်မံသွင်းသွားခဲ့တာဖြစ်ပါတယ်။လက်ချက်ဝဲရင်တွေမှာ United တို့အတွက်အခွင့်အရေးခဲ့ပေမယ့်ဝက်ဆန်နောက်တန်းကိုတော့ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ဒါအားတရားသည် United အတွက်16ပွဲမြောက်ရှုံးပွဲဖြစ်ပြီးဂိုးကွာဟာချက်လည်းအနောက်တောင်ပြနေပြီဖြစ်ပါတယ်။ ။ဒီဘက်မှာတော့စပါးကလည်း United ကိုပဲအားကျတာလားချိန်ဆွမ်းမှန်နေထုံးမပြတာလားမသေးခွဲရအောင်။အိမ်ကွင်းမှာပဲလင်းနဲ့ရန်နာဘီကစားခဲ့ရပေမဲ့ဒူးစီနဲ့ရှုံးလာခဲ့ပြန်ပါတယ်။စပါးကလည်းဒီနေ့ပွဲမှာအဓိကစားသွားနေတဲ့ရန်ကစားမှတချို့ကိုတွဲဖက်ပြီးတော့ဥချခဲ့တာဖြစ်ပါတယ်။စပါးအနေနဲ့အိမ်ကွင်းမှာပဲလင်းကိုရှုံးနေခဲ့ပေမဲ့ဂျာယက်တုံကနော်ဝေသွားပြီးတော့ဘောလုံးဂရင်းကို9မိနစ်တင်နှစ်ကိုသွင်းပြနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအင်ဂွင်းကြမှာ AC ရဲ့၃မိနစ်အတွင်းနှစ်ကိုသွင်းတာကိုခံလိုက်ရပါတယ် ဒီအသင်းဟာလက်ရှိပရီးမီးယားလိဂ်ရဲ့အဆင့်16နဲ့ဆက်ခွန်မှာအသီးသီးရပ်တည်နေကြတဲ့ပြင်ယောဘာလိဘောလူပွဲတွေလည်းကစားကြရအောင်မှာဖြစ်ပါရင်ပြည်ရင်းရပ်တည်မှုတွေဆေးပြေးဆရာဖြစ်နေပေမဲ့ချန်ပီယံလိဂ်ဝင်ငွေတနေရာစာလက်မှတ်ကိုကင်ထားကြတဲ့အသင်းတွေဖြစ်တာကြောင့်ဘယ်အသင်းကမဲပေါက်မလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါရင်ဘယ်အသင်းမဲမဲပေါက်ပါချန်ပီယံလိဂ်ဝင်ကွင်းကိုလေးအဆင့်ရပ်တည်မှုအဆိုးအဆုံးနဲ့ရောက်နိုင်မယ့်အသင်းတွေဖြစ်နေတော့မှတ်တမ်းဝင်သွားတော့မှာလည်းဖြစ်ပါရင်